်မင်္ဂလာပါရှင်ကျမကတော့ချချိုဆမ်းပါ DBPO မြန်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ။တနင်္သာရီတိုင်းတည့်ရချောင်းမြို့နယ်ကမြိတ်တဝဲပြည်တော်စုလမ်းမကြီးမှာရှိတဲ့ဝင်းဝရဲစခန်းတိုက်ပွဲကြောင့်ခီးသွွားကာလန်ပိတ်လိုက်ပြီးနောက်မှာမြိတ်ကနေတဝဲဘက်ကို speed boat နဲ့ပြေးဆွဲနေတယ်လို့ခီးသွွားလုပ်ငန်းလုပ်ကိုင်းသူတွေကပြောပါရတယ်။ ဧပြီလ16ရက်နေ့ပိုင်းကဝင်းဝရဲစခန်းကိုဒေသရင်းတော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တဲ့အတွက်ခီးသည်ကကုန်ကားတွေအများအပြားပိတ်မိခဲ့တယ်လို့ခီးသွားတွေကပြောပါတယ်ဒါကြောင့်မြိတ်ကနေဒဝဲရေလန်းခီးစင်ကိုစပီပုတ်ရင်တဲ့လူတအူးကိုကြက်သုံးသိန်းနှုန်းနဲ့ဧပြီလ20ရက်ကစတင်ကနေ့စဉ်ပြည့်စွဲနေတာလို့ခီးသွွားလုပ်ငန်းလုပ်ကိုင်သူတွေကပြောပါရတယ်။ မြိုက်တဝဲခီးစင်ကဝေးတဲ့အတွက်လူရောအင်ဂျင်မှာအနားပေးချင်တာကြောင့်တရက်တစ်ခေါက်ပဲပုတ်ပေးတာဖြစ်တယ်လို့လဲခီးသွွားလုပ်ငန်းလုပ်ကိုင်သူကပြောပါတယ်ရှင်။ ARD တိုင်းလေးမျက်နှာမြို့နယ်ခတ်တူကျေးရွာကကံကုန်းဖုန်ကြီးကျောင်းနဲ့ဒေါက်ဂွေရွာကတက်စိတ်ဖုန်ကြီးကျောင်းတွေထဲမှာဧပြီလ20ရက်ကစတင်ပြီးစစ်ကောင်စီတပ်ကအင်အား60လောက်နဲ့ခန့်စစ်ပြင်တက်ဆွဲထားတယ်လို့ဒေသခံတွေစီကသိရပါဗျာ။ စစ်ကောင်စီတပ်ကဖုံးကြီးကျောင်းတွေမှာလက်နက်ကြီးတွေပါပြင်ဆင်ထားပြီးခန့်စစ်ပြင်ထားတဲ့နေရာအနီးကပန်တော်ကြီးမြို့ကုန်းမကြီးပင်ကွင်းနဲ့စီစုံကုန်းကျေးရွာတွေတဝိုင်းမှာထိထွေတိုက်ပွဲတွေရှိနေတယ်လို့ဆိုပါတယ်ပန်တော်ကျေးရွာတိုက်ပွဲကနေတက်ဆုတ်လာတဲ့တပ်သားတွေကို ပြန်စုစည်းပြီးတပ်ရင်မှုတယောက်ကဦးဆောင်ကခန့်စစ်ပြင်ဆင်ထားတယ်လို့စစ်ကောင်စီတပ်နဲ့နေဆက်သူကပြောပါတယ် လေမျက်နှာမျိုးနဲ့ခုနှစ်မိုင်ခန့်သာဝေးတဲ့ပန်တော်ကြီးရွာမှာဧပြီလ15ရက်ကစတင်ပြီးအရခတက်တော်အေအေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါရယ်။ဒါ့အပြင်စစ်ကောင်စီတပ်ကလေမျက်နှာမျိုးကငဝန်တံတားမှလည်းမြို့အဝင်ကိုတင်းတင်းကြပ်ကြပ်ဆစ်ဆင်နေပြီးမှတ်ပုံတင်ပါမှဖျက်ဆီးခွင့်ပြုနေတယ်လို့ဒေသခံတွေစီကသိရပါရယ်ရှင်။ လာရှိုးကိုစစ်ကောင်စီရင်နန်းတွေ80ဝန်းကျင်လောက်ထပ်ရောက်လာပါတယ်။လာရှိုးကိုစစ်ကောင်စီပြန်ဝင်လာတာကဆက်ဆက်ဒေသဖြစ်တဲ့ TNLA ထိန်းချုပ်နယ်မြေတွေအတွက်ဖိအားပိုဖြစ်လာတယ်လို့နိုင်ငံရေးစစ်ရေးလှလှသူတွေကပြောပါတယ်။ထပ်အောင်သတင်းပေးပို့ထားပါတယ်ရှင်။လာရှိုးကိုပြန်ပြီးလွှဲပြောင်းရယူဖို့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြန်လည်ဝင်ရောက်နေကြတာဖြစ်ပြီးဧပြီလ22ရက်နေ့မနက်ပိုင်းမှာတော့စစ်ကောင်စီရင်တန်း60ဝန်းကျင်ထပ်မင်းရောက်ရှိလာခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ရှင်နှန်းတွေထဲမှာလက်နက်ကိုင်းတချို့လည်းပါဝင်တာကိုတွေ့ရပြီးအရေးအတွက်အတိအကျကိုတော့မခံမနိုင်ဘူးလို့ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။ဒေသခံတဦးပြောပြတာကို DB ကနောက်ခံအသံထည့်ဖတ်ထားပါတယ်။မနက်အစောပိုင်းမှာရောက်လာကြတယ်။မရှိဘူးဆိုရင်အနည်းဆုံးအစည်းအဝေး60အထက်လောက်ပဲ။ကာဂျီရောကာတရောအကုန်ပါတယ်။ကျန်တာကတော့တိတ်ထူးကြတာမရှိသေးဘူး။အလံတွေလည်းအရင်ရက်ကတည်းကဖြုတ်ထားပြီးပြီ။လာချုံမှာတရုတ်ထူးကိုယ်စားလှယ်တိတ်ရှိကျွန်းလည်းရောက်ရှိနေတာဖြစ်ပြီ။နယ်မြေကိစ္စနဲ့တက်ချရာကြီးကိစ္စတွေအကြေလည်းထပ်ပြီးဆွေးနွေးနေတာကြောင့် ဘာတွေဆက်ဖြစ်မလဲဆိုတာကစောင့်ကြည့်ရအောင်မယ်လို့စီရီယံဘူဂျီစင်ရောကပြောပါတယ်။နေပြီးတော့သတင်းရင်းမြစ်တူကတော့ကိုမင်းဆွေးနွေးပွဲသဘောတူညီချက်ဖြစ်တဲ့မြို့လွဲပြောင်းရင်းနဲ့တုံမှန်လဲလဲရေးတွေကိုတရုတ်ကအကောင့်ထဲပေါ်ပေးနေတာဖြစ်ပြီးထပ်ပြီးကြီးကြီးမားမားဆွေးနွေးစရာမရှိဘူးလို့ပြောဆိုထားပါတယ်။လာချိုကိုစစ်ကောင်စီဘက်ကပြန်ပြီးဝင်ရောက်လာတာကအနေမြေတစ်ဆက်တည်းရှိနေတဲ့ TNL ထိန်းချုပ်ဒေတာအတွက်တော့ဖိအားကြီးကြီးမားမားရှိတယ်လို့တအောင်းနိုင်ငံရေးသုံးသပ်သူကပြောပါတယ်။လက်ရှိမှာလည်းစစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကိုစတိုက်လှုပ်ဆောင်နေပြီးအေဗီလာ20ရက်နေမှာလဲနောက်ချိုးမြို့နယ်အတွက်ပေါင်900ပုံနဲ့လေကြောင်းကနေလာရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။လာရှုပြန်ပြီးဆိုခရေကကျွန်တော်တို့ဘောဘလောဖီအများလဲဆရာဆရာလက်ခမမီပါပါ။ကျွန်တော်နေမြေဆက်ဆက်နေတဲ့ဟာလေးအဓိကနမ်ဘူးနော်။နမ်ဘူးကြားရဲဆိုရင်မန်ဒွန်နမ်ဆောင်ထိတ်ချလို့ရပါတယ်။အဲ့လိုဖြစ်နေ။နောက်ချိုးရတဲ့နဲ့ကြောင်မဲ့ဝင်လာဖို့လမ်းကြောင်းအများကြီးရှိတော့တယ်။ ပါရခဲ့တယ်။လာရှိုးကိစ္စပြီးရင်တရုတ်ဘက်က TNL နဲ့စစ်ကောင်စီကြားဆွေးနွေးဖို့အတွက်လှုပ်ဆောင်နေတယ်လို့လည်းနေပြည်တော်သတင်းရင်းမြစ်တူကပြောပါတယ်။ဒီအခြေအနေတွေကြောင့်စစ်ရေးအရာရောနိုင်ငံရေးအရာပါဖိအားပိုဖြစ်လာနေတယ်လို့ CDM ဗိုလ်ကြီးစင်ရောကပြောပါတယ်။လက်ရှိမှာ MNDA ကအပြည့်ရက်လိုက်တာကြောင့်ရှမ်းပြောင်မှာစစ်ကောင်စီပြစ်မှတ်ထားစရာ TNL တစ်ဖွဲ့ပဲကျန်တော့ပြီးဖီးအားဖြစ်နေတယ်လို့တရုတ်ရဲ့ဖီးအားကလည်းပုံစံမျိုးစုံနဲ့ရှိလာနိုင်တဲ့အတွက်စိုးရိမ်ရမယ်အခြေအနေလို့ဆိုပါတယ် TNL အတွက်တကယ်စိုးရိမ်စရာအနေထား ဲဒါမဲ့လာရှုံးမှာသူတို့ခံစစ်တင်နေတာနေရမယ်ဆိုပေမဲ့လဲကိုကနေကအပြစ်ဆိုင်ထားတယ်အပြစ်ဆိုင်ထားတော့ဒီရှမ်းမြောက်မှာဘုံရန်သူပေါ့နော်ရှမ်းမြောက်ရဲ့ဥတီရန်သူပေါ့ရှမ်းမြောက်မှာဥတီရန်သူက TNL အဖွဲတစ်ဖွဲ့ပဲရှိတော့တဲ့သဘောမျိုးကိုတက်ရောက်သွားတယ်အဲ့တော့ TNL အတွက်စီးရဖီအောင်ဒီကိုကနေစကားပြောပြီးရင်လဲ TNL ကတရုတ်နဲ့တိုင်းရိုက်တက်ဆိုင်ခြင်းမရှိပေမဲ့ပေါ့နော်ကျန်တဲ့ MNDA တို့ UWSA တို့လိုအဖွဲမျိုးတွေနဲ့တွယ်ဝိုက်ပြီးတော့ဖီအားပေးဓာတ်တွေလှုပ်လာနိုင်တယ်လို့ မြင်ရပါတယ်ခင်ဗျာဟုတ်ကဲ့လက်ရှိမှာတော့တရုတ်ရဲ့ဖိအားကြောင့်ဒေါ်လာရေးပေါ်ထိခိုက်မှုရှိနေတယ်လို့လည်းတောင်းနိုင်ငံရေးသုံးသပ်သူကပြောပါတယ်လာရှိုးအခြေအနေနဲ့ပတ်သက်လို့စစ်ကောင်စီရော TNL ဘက်ကပါတစုံတရာထုတ်ပြန်ထားတာမရှိသေးပါဘူးကျွန်တော်ထားအောင်ပါ အမှတ်73ကကွယ်ပစ္စည်းဆက်ယုံကပ္ပစ73ကဘုံမှုအပါဝင်3ယောက်ကိုဧပြီလ19ရက်ကအရှင်ဖမ်းမိခဲ့ပေမဲ့တိုက်ပွဲတွင်မှာပဲအပြစ်ခံရလို့သိဆုံးသွားတယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကပြောပါတယ်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ကောင်စီနေပြည်တော်ထဲမှာစစ်ကောင်စီလက်အောက်ခံကပ္ပစ73ကဘုံမှုနဲ့အဖွဲ့ကို အောက်ထရတီရီမြို့နယ်ထဲကလမ်းပိုက်တနေရာကိုထိမ့်ချုပ်စစ်ဆေးချိန်မှာအရှင်ဖမ်းမိခဲ့တာလို့ဆိုပါတယ် အောက်ထရသီရီမြို့နယ်ထဲကလမ်းပိုက်တနေရာကိုထိမ့်ချုပ်စစ်စေချိန်မှာကပ္ပစ73ကဗိုလ်မှူးနဲ့အဖွဲ့ကိုအရှင်ဖမ်းမိခဲ့တာဖြစ်ပြီးတပ်ဖွဲ့ဝင်တွေပြန်ဆုတ်ဖို့လုပ်တဲ့အချိန်မှာစစ်ကောင်စီတပ်ဘက်ကစကူလာတဲ့အတွက်နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးသုတ်ပန်း၃ရောက်စလုံးသေဆုံးခဲ့တာလို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူက DBB ကိုပြောပါတယ်သေဆုံးသူတွေဟာဗိုလ်မှူးဖြိုးမြင့်ကျော်တက်ကြအောင်စုံနိုင်တဲ့ရဲတပ်ဖွဲ့ဝင်ဒုတက်ကြထွန်းပြေစုံတို့ဖြစ်ကြတယ်လို့ဆိုပါရယ် ဒါပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီကနေစစ်ဘက်ဆရာ၃ဆောင်တွေနဲ့ငွေကြေးတွေအပါအဝင်ကာလတန်ဖိုးကျပ်သိန်း2000ကျော်သိမ်းဆည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်ရှင်အမေရိကန်နိုင်ငံမက်ဆာချူးဆက်ပြည်နယ်ရှိပုတ်ကလစ်က Ivy League သုတေသနတက္ကသိုလ်တစ်ခုဖြစ်တဲ့ Harvard တက္ကသိုလ်ဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို Federal ရမငွေဒေါ်လာဘီလီယံနဲ့အချီပိတ်ဆို့ထားမှုကြောင့် April 22ရက်မှာတရားစွဲလိုက်ပါတယ်။ ထရမ့်အစိုးရရဲ့လှုပ်ဆောင်ချက်တွေဟာနိုင်ထက်စီးနင်းဖြစ်ပြီးဥပဒေနဲ့မညီတာကြောင့်လွတ်လပ်စွာပြောဆိုခွင့်အတွက်တက္ကသိုလ်ရဲ့ပထမအကြိမ်ပြင်ဆင်ချက်နဲ့လူ့အခွင့်အရေးဥပဒေတွေကိုချိုးဖောက်တယ်လို့ဟာဗတ်ကဆွဆွဲထားပါတယ်။ အစိုးရကြောင့်တက္ကသိုလ်တစ်ခုရဲ့သုတေသနစာသင်ကြားမှုနဲ့အတွေ့အမြင်လွတ်လပ်ခွင့်တွေကိုထိခိုက်စေတယ်လို့လည်းဆိုပါတယ်။ဒီကိစ္စမှာအစိုးရက Harvard တက္ကသိုလ်ရဲ့သုတေသနနဲ့ပညာရေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုထိန်းချုပ်တဲ့အနေနဲ့ပြည်ထောင်စုရမငွေဖြတ်တောက်ခြင်းကိုအစိုးရကနိုင်ွက်အနေနဲ့သုံးချနေတာလို့ Boston မြို့ရှိဗဟိုတရားရုံးမှာတရားစွဲဆိုထားချက်အရာသိရပါတယ်။မှတ်ချက်ပေးဖို့တောင်းဆိုချက်ကိုအင်ဖြူတော်ကချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး။ Harvard ဟာ ထရမ့်ရဲ့ပိတ်ဆို့မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့တရားစွဲဆိုတဲ့ပထမဆုံးတက္ကသိုလ်ဖြစ်ပါရဲ့ရှင်။ DBBO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချေချိုဆမ်းပါ။ကျေးဇူးတင်ပါတယ်ရှင်။